ါမယုံကြည်နိုင်ဘူးပေါ့နော်အအချို့ဆိုရင်လုံးဝပေါ့နော်အတီးပြုတ်ဖို့တောင်ခက်ခဲတဲ့အနေအထားမျိုးဖြစ်သွားတယ်ပြီးဘောရဖို့အတွက်ဘာလို့အလောက်ရေးကြီးနေတာလဲဘာကြောင့်လိုချင်တာလဲပြီးဘောရသွားပြီးရင်ရောကဘာကြီးကလည်းကန်းလုံးတယ်ပေါ့ဗျာဟိုပြောတာပြောရင်ဒီမှာ9နှစ်လောက်ရှိနေပြီဗျာအဲ့လိုအနေထားနဲ့စစ်ကောင်စီရဲဆက်ဆက်ရုံးမှာမှလုံနေတာဒီတစ်ချိန်တည်းတည်းမဟုတ်ဘူး ာပါဒီကနေ့ကတော့အော်တိုဘာလ10ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့ဒီရက်ထဲမှာဖြစ်ပွားနေတဲ့ပေါ့နော်အခြေအနေတွေအဲနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကလှုပ်ဆောင်လာတဲ့အကြောင်းအရာတွေပြီးရင်စစ်ကောင်စီနောက်ထပ်လှုပ်ဆောင်လာနိုင်ခြင်းရှိတဲ့အကြောင်းအရာတွေအဓိကတော့ဗျာဒီကြောင်မဲ့ရသွားပြီးတဲ့နောက်မှာစစ်ကောင်စီနောက်ထပ်ဘယ်ခြေလှမ်းတွေလှမ်းလာနိုင်သလဲဘာကြောင့်မလို့ဒီခြေလှမ်းတွေလှမ်းနေတာလဲဆိုတော့အရေးကြီးတဲ့အကြောင်းအရာတွေရှိပါတယ်အဲဒါကြောင့်ကျွန်တော်တို့မြင်တော့ဒါမြင်သမျှဟာလေးကိုကျွန်တော်တို့ဒါခံမှန်းကြည့်ကြမယ်ပေါ့နော် ပထမဆုံးတော့ပြောချင်တာကစစ်ကောင်စီဟာဒီရက်ထဲမှာဝါရဖြန့်မှုတွေသွေးခွဲမှုတွေတက်ရှုံမှုတွေပြီးရင်ဒါကြောင့်ဒီဘက်ကတော်လန်ပြည်သူတွေနဲ့တော်လန်ရင်တပ်ဖွဲ့တွေကိုပုံရိပ်တွေကြဆင်းစေဖို့အတွက်ပေါ့နော်အကြမ်းဖက်သမားပုံစံမျိုးနဲ့ပုံဖော်နေတဲ့အကြောင်းအရာတွေအများကြီးရှိလာပါတယ်။ဒါပထမဆုံးကြည့်မယ်ဆိုရင်ဒါတနေ့ကပေါ့နော်ဒီဘုံကျဲတဲ့ပရာမိုတာနဲ့နာမခါအနေနဲ့တက်ပြီးတော့ဘုံကျဲတဲ့ဖြစ်စဉ်အဲ့ဒီဖြစ်စဉ်မှာဆိုရင်ကိုပဲပေါ့နော်ဒါသူတို့သူတို့ကဒီလောက်ရက်ကိုလှုပ်လိုက်တဲ့ဟာက မှန်တယ်ဆိုပြီးတော့ပြောနေကြတာ။ဒီလိုမျိုးလှုပ်လိုက်တဲ့ဟာကပေါ့နော်ဒါ အချမ်းဖတ်သမားတွေစုဝေးနေတဲ့နေရာမျိုးဖြစ်လို့လှုပ်တာပြီးရင်ဆန္ဒပြထုတ်ဖော်တာတွေလှုပ်လို့ပေါ့နော်အဓိကတော့အစိုးရကိုဆန့်ကျင်လို့ဆိုတဲ့ပုံစံမျိုးနဲ့နေမယ်ကောင်းယူပြီးတော့ဒီဒါကလင်းငယ်တွေအများကြီးတည်ဆုံသွားတဲ့ဒီဖြစ်စဉ်ကိုထိုးချဖို့လှုပ်တာပေါ့နော်ပြောချင်တာတော့အချမ်းဖတ်ပုံစံမျိုးလှုပ်တဲ့သူတို့ကလှုပ်ရက်ကိုကမှန်တယ်ဆိုတဲ့ပုံစံမျိုးပြောနေတာတွေရှိတယ်ဒါဟာတော်တော်ကိုရွရွဝံမှာမမတ်ရင်လှုပ်တဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကတော့ကြောင်မဲကိုရသွားပြီးပြီဆိုတဲ့အချိန်မှာလေဒီကြောင်မဲမျိုးပေါ်မှာပေါ့နော်သူက ဝါရဖျက်မှုလုပ်ငန်းတွေလုပ်တယ်လိန်လေတဲ့ပုံစံမျိုးတွေလုပ်တယ်အဓိကတော့ဟန်ပြပေါ့ဗျာမသိရင်ပြည်သူတွေကသူတို့ကိုဒါစောင့်မျှော်နေသလိုလိုပြည်သူတွေကသူတို့ကိုထောက်ခံနေသလိုလိုပုံစံမျိုးတွေနဲ့သူတို့ဝါရဖျက်နေပုံစံမျိုးတွေလုပ်တယ်ဒါကိုဒါနောင်ချိုကိစ္စတုန်းကလည်းမြင်ပြီးသားဖြစ်နေမှာပေါ့နော်အခုဆိုရင်လည်းသူကအဲ့နေရာတွေမှာဒါမြို့ပေါ်မှာပေါ့နော်ဒါမိုင်းရှင်းပြီးတော့ဒါပြည်သူလူထုလုံခြုံရေးအတွက်သူတို့ဦးစားပေးပြီးတော့လှုပ်ဆောင်နေပါတယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်ပြတယ်အဲနောက်တစ်ခုကပေါ့နော်ဒါလာဘမူနီတရုတ်ဘုံเจ้าပေါ့နော် အဲ့ပုံကြောင်းမှလည်းဒါယာယီစေးယုံဖွင့်လှစ်ပြီးတော့ဒေသခံပြည်သူတွေအတွက်ဒါကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူအကျိုးပြုလုပ်ငန်းတွေလုပ်နေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့လှုပ်ပြနေတာတွေရှိတယ်။အဲပြီးတော့ဒါသူတို့လှုပ်ပေးမှာပဲပေါ့နော်။ဒါပညာရေးသင်ရတော့မှာဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါပညာရေးတွေကိုလည်းဒါအမြန်ဆုံးပြန်ပြီးတော့ဖွင့်လှစ်ပေးနိုင်ဖို့အတွက်လှုပ်ဆောင်နေပါတယ်ဆိုတဲ့ပုံစံမျိုးဝါရဖြန့်တာမျိုးတွေရှိတယ်။ဟန်ပြလှုပ်ပြတာမျိုးတွေရှိတယ်။ပြီးရင်ဒါသူတို့ကိုစောင့်ကြည့်နေတဲ့အဖွဲ့တွေကိုပေါ့နော်။သူတို့ကဒါလင်း တကယ်ကိုကောင်းမွန်တဲ့ဒါနိုင်ငံအတွက်တကယ်ကောင်းမွန်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လူလူအတွက်လှုပ်လှုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဒါဟန်ပြတက်တက်လှုပ်ပြနေတာတွေဖြစ်တယ်ပေါ့နော်အဲ့တော့စီယုံစင်းတဲ့ပုံစံမျိုးတွေလည်းထပ်လာလေဦးမယ်ဒါလည်းတည်ကြတဲ့လှုပ်မှာပေါ့နော်နောင်ချုံမာတုံးကလိုပဲသူတို့လှုပ်ပြလေဦးမယ်ပေါ့နော်အဓိကတော့ဒါနောင်ချုံမာဒါပြည်သူတွေကသူတို့ကိုဘလောက်ထောက်ခံကြောင်းအဲသူတို့လာမာကိုမျှော်နေတဲ့အကြောင်းအဲပြီးတော့သူတို့ရဲ့စစ်သားတွေကအမေဒံပေါက်စားပြီးပဲစစ်တိုက်နေတာလို့လို့ဘာလို့လို့ဆိုတဲ့ပုံစံမျိုးတွေနဲ့သူတို့လှုပ်ပြလိုက်မယ် ်ဓာတ်ပေါက်တွေဝေးပြားလေဦးမယ်ရေတံမှုတွေဝေးပြားလေဦးမယ်ဗောနော်ဒါဟာသူတို့ရဲ့ထုံးစံဖြစ်တဲ့ဝါရဖြန့်ချီတဲ့အပိုင်းဒီမှာသူတို့လှုပ်ဆောင်နေကြစိတ်သက်စိတ်ဆိုင်ပုံစံမျိုးလှုပ်ဆောင်နေကြအရာတွေဖြစ်တယ်ဗောနော်အဲ့တော့ဒါမုံရချောင်းဦးအဆက်ကဖြစ်သွားတဲ့ဘုံချက်ဖြစ်စင်ပါဆိုလေသူတို့ကပဲပြန်ပြီးတော့ဒါဇက်လိုက်ဆိုတဲ့ပုံစံမျိုးနဲ့ဗောနော်ဒါဖြစ်သွားတဲ့ဒီဖြစ်စင်မှာဗောနော်အသက်သိဆုံးသွားတဲ့ဒါကလေးတငယ်တွေနဲ့ဒေသခံပြည်သူတွေအဲဒီရဲဘော်တွေဗောနော်ဒါတွေကလုံးဝဒါအချမ်းဖက်အဖွဲတွေဖြစ်လို့ဒီလိုလှုပ်ဆောင်ရတာပါဆိုတဲ့ပုံစံမျိုးပြောသွားရရှိတယ်ဗောနော်အဲ့တော့ ဖြစ်တာကတော့ဖြစ်ပြီးသွားပြီပေါ့နော်ဟိုပြစ်တင်ဒီပြစ်တင်ဆိုတာမျိုးတွေထက်ကျွန်တော်တို့နောက်ထပ်မဖြစ်အောင်ဘာတွေလုပ်ကြမလဲဆိုတဲ့ဟာကအရေးကြီးလာသလိုဒီလိုမျိုးအမိန်ပေးစေခိုင်းတဲ့ကောင်တွေဒီလိုမျိုးလှုပ်ရက်တွေပေါ့နော်ရဲဆက်ဆက်လှုပ်ရက်တွေကိုလှုပ်ဆောင်တဲ့ကောင်တွေအတွက်ကိုလည်းနေစရာနေရာမရှိအောင်ပြေးစရာမြေမရှိအောင်ကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကလက်တုတ်ပြန်သင့်တယ်လို့လည်းကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဒီကောင်တွေကအဓိကဖြစ်တယ်နောက်တစ်ခုအဲ့ဖြစ်စင်မှာကြည့်ရလိမ့်မယ်ဗျာဗီဒီယိုတွေတက်လာတဲ့အချိန်မှာပေါ့နော်တကယ်ရင်ခွဲစရာကြီးဟို ်ငါဒါငါနဲ့သိတယ်ဒါဒါငါငါရဲ့တငယ်ချင်းဆိုတဲ့ပုံစံမျိုးတွေနဲ့ဗျာအလိုယူကျုံမြဖြစ်တဲ့ငိုတန်နေနဲ့ပေါ့နော်အဲပြီးတော့ကျတော့ဒါပြစ်တင်တဲ့ဟာတွေလည်းရှိတာပေါ့လေနော်ဟာကွာဘာဖြစ်လို့လောက်ရတာလဲကွာဆိုတဲ့ပုံစံမျိုးတွေနဲ့လည်းဒါကြားရလိမ့်မယ်ပေါ့နော်အဓိကတော့ဒီဖြစ်ရဲ့ကြီးကိုလက်မခံနိုင်ဘူးပေါ့ဒီလိုမျိုးကြီးဆိုးဆိုးဝါးကြီးဖြစ်သွားတဲ့ဟာကိုဒါမယုံကြည်နိုင်ဘူးပေါ့နော်အဲအချို့ဆိုရင်လုံးဝပေါ့နော်အတီးပြုတ်ဖို့တောင်ခက်ခဲတဲ့အနေအထားမျိုးဖြစ်သွားတယ်အချို့ဆိုရင်အပိုင်းပိုင်းပြက်ပြက်တွေပြက်ကုန်တယ်ပေါ့နော် အဲ့လောက်ထိကိုစိုးရတဲ့အဖြစ်မျိုးတွေကြုံလဲရတာပေါ့နော်အဲ့တော့ဒီလိုမျိုးအမိန်ပေးစိတ်ခိုင်းတဲ့သူတွေကိုကျွန်တော်တို့မိတ်မထားသင့်ဘူးပေါ့နော်အဲပြီးတော့အပြစ်တင်တာတွေဝေဖန်တာတွေကတော့ဒါရတယ်ဖြစ်တယ်လောက်ကြတဲ့ဟာတွေပဲပေါ့နော်တခုခုဖြစ်ပြီဆိုတဲ့အချိန်မှာစိုးရိမ်မှုအဲပြီးရင်ဒါစေတနာပေါ့နော်အဲဒါမျိုးကြောင့်မလို့ဒါစေတနာဒေါသတွေနဲ့ပြောကြတာတွေလည်းရှိတာပေါ့ဗျာအဲတော့ကျတော့အဲ့ဥစ္စာတွေထက်ကိုပဲပေါ့နော်ဒီလို yes လောက်တဲ့ကောင်တွေကို ကျွန်တော်မမေ့ဖို့လိုတယ်အခုဆိုရင်ဒီလိုမျိုးအမိတ်ပေးစေခိုင်းတဲ့အထဲမှာဒါနာမခအတိုင်းမှုဖြစ်တဲ့ဒါဘုံမှုချုပ်မျိုးမင်းထွေးအဲ့ဒီကောင်ကအဓိကတရားခံဖြစ်တယ်ပေါ့နော်အဒီလူအကြောင်းကတော့ဒါအားလုံးကတီးပီးသားဖြစ်လိမ့်မယ်သတင်းတွေမှာလည်းပါပီးသားပဲပေါ့နော်သူကဒီ1027စစ်စင်ရေးမှာဒါရှမ်းမြောက်မှာပေါ့နော် MNDAC မှာလက်နက်ချအညံ့ခံခဲ့တဲ့၃ဘန်းတယောက်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့အချင်းနေအကြောင်းမျိုးမျိုးကြောင့်မလို့သူ့ကိုပြန်လွတ်ပေးခဲ့တယ်ပြန်လွတ်ပေးခဲ့တယ်ဆိုတာတခြားသူတို့သဘောတူညီမှုတွေရှိမယ်တရုတ်ရဲ့ဖိအားတွေရှိမယ် ဒါမျိုးပုံစံမျိုးတွေကြောင့်မလို့ဒီကောင်ကအသက်ချမ်းသာခွင့်ရပြီးတော့လွတ်မြောက်သွားတယ်။အဲ့ကောင်လွတ်မြောက်သွားပြီးအချိန်မှာအခုဘာလုပ်လဲ။အဲ့ကောင်လွတ်မြောက်သွားပြီးအချိန်မှာအခုလိုမျိုးရွေးမှုမှာကိစ္စမျိုးတွေလုပ်တယ်။အခုလိုမျိုးမမရန်ကိစ္စမျိုးတွေအမိတ်မေးစိတ်ခိုင်းနေဗျာ။အဲ့တော့အဲ့ကောင်ကအဲ့ချိန်မှာဖန်ခံရတဲ့အချိန်မှာအားလုံးတပ်ပုံနေမြင်ရလိမ့်မယ်။မှတ်တမ်းတွေတွေ့ရလိမ့်မယ်။လုံးဝလူရုပ်တောင်မထွက်ဘူးဗျာအဲ့လိုကောင်မျိုး။အဲ့လိုကောင်မျိုးကဒါအသက်ချမ်းသာခွင့်ပေးလိုက်တာကအခုလိုမျိုးကိစ္စမျိုးတွေအခုလိုမျိုးအဖြစ်ဆိုးတွေဒါဖြစ်လာစေတာပဲပေါ့နော်အဲ့တော့ဒါပါရာပိုတာရီနဲ့ဘုံကျဲတဲ့ဖြစ်စဉ်တွေ ပြင်တက်အွှေပြောင်းကိစ္စတွေလေချောင်းတိုက်ခိုက်မှုတွေပြင်စစ်စင်ရေးနဲ့ပတ်သက်တဲ့အစီအမံတွေစစ်စင်ရေးနဲ့ပတ်သက်တဲ့အမိန့်တွေပေါ့နော်အဲ့တော့ဒါမျိုးဝင်ထွေးကနမခတိုင်းမှုကို2024ဒါနှစ်ကုန်ပိုင်းကစလို့သူတာဝန်ပေးခြင်းခံရတယ်အဲ့အဲ့နောက်ပိုင်းတောက်လျှောက်လှုပ်လာတာဒီနေ့ထိပဲအဲ့နောက်ပိုင်းတောက်လျှောက်မှာပြည်သူကိုဘုံကျဲတက်ဖြတ်ဖို့ပေါ့နော် တောက်လျှောက်ပဲဟာတက်လာပြန်ပြီပါရမတာဟာနမခကနေတက်လာပြန်ပြီဟာနမခကနေစစ်ကြောင်းနေတက်လာပြန်ပြီဟာနမခကိုစစ်ကူတွေပို့ပြန်ပြီ ဒါမျိုးပုံစံမျိုးတွေနဲ့ကြည့်ပဲဒါမင်းအောင်လည်းရဲ့စိတ်ကြိုက်ပေါ့နော်ဒါပြည်သူကိုရက်ဆက်ဖို့ပြီးရင်တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးဖို့နေ့စဉ်နဲ့များလှုပ်ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါအခုဆိုရင်ဒါပါရာမိုတာတွေအပြင်ဂျိုင်ရိုကော်ပိုရိုက်တွေကအစဒီနမခတွေကိုပို့ထားတယ်ဆိုပြီးတော့သိရတယ်ဒီကောင်နေနဲ့လည်းထက်ပြီးတော့ဒါပြည်သူတွေကိုဒုက္ခပေးဦးမှာပဲဖြစ်တယ်ပေါ့နော်အခုလည်းဒါ MNDA ကိုဒါစစ်ရှုံးခဲ့တဲ့ဒါရမခလက်အောက်ခံတက်တယ်ပေါ့နော်အဲ့ကောင်နဲ့အတူတူခုနမျိုးမင်းထွန်းနဲ့အတူတူပေါ့နော် ဲဆစ်ရှုံးခဲ့တဲ့ကောင်တွေရှိတယ်လက်နှချအညံ့ခံခဲ့တဲ့ကောင်တွေရှိတယ်တုံမန်းဖြစ်ခဲ့တဲ့ကောင်တွေရှိတယ်အဲ့ကောင်တွေကိုပြန်ပြီးတော့ဒါလှုပ်ပေးခဲ့တဲ့ခါအများကြီးပြအဲ့တော့လှုပ်ပေးတာထောင်းနဲ့ချီတယ်ပေါ့နော်အဲ့လိုကောင်မျိုးတွေကိုလမ်းစိတ်ပါပေးလိုက်သေးတာလှုပ်ပေးတဲ့ဟာကအဲ့လိုမျိုးပေါ့နော်လူသားဆန်ပေးလိုက်တယ်ပဲထားပါတော့ဒါသူတို့ရဲ့ဒါသဘောတူညီမှုတွေလည်းရှိမှာပေါ့ဒါတရုတ်ရဲ့ဖီးယားတွေလည်းရှိမှာပေါ့အဲ့လိုပုံစံမျိုးတွေနဲ့ဒါလှုပ်ပေးလိုက်ပြီးတဲ့ချိန်မှာအခုအဲ့ကောင်တွေကို စကိုင်းကလေးတမူးမျိုးတွေကိုပြန်ပြီးတော့ဒါစင်ရအဖြစ်နဲ့ပြန်ပို့နေပြီတဲ့ဘလောက်တောင်မှမရရင်တည်းလဲဆိုတော့ဗောနော်ပြန်လွှတ်ပေးလိုက်တဲ့ဒါစင်ရတွေကိုပြန်ပြီးတော့အသုံးပြုနေတာအဲ့တော့အခုအဲ့ကောင်တွေကဒါစစ်ကြောင်းထိုးတာတွေလောက်လာပြီသူတို့တွေမကဘူးပါစတွေလည်းပါလာတယ်ပါစတွေအများကြီးပါတယ်ပြီးအဲ့ပါစတွေတွေမကပြန်ဘူးဒါကသေးလက်နက်ကင်ဖွဲ့တွေလည်းပါဒီကသေးလက်နက်ကင်ဖွဲ့တွေဆိုတာကလည်းဒါစစ်ကောင်စီကမလုံးပေးပြီးတော့ခိုင်းစေထားတဲ့စစ်ကောင်စီရဲ့အလို့ကျလိုက်လုတ်ပေးနေတဲ့အဖွဲ့တွေဖြစ်တယ်ဒီအဖွဲ့တွေကဒါဆယ်စုနှစ်တခုလောက်ပေါ့နော်သူက ီနေရာတွေမှာရောက်လာပြီးတဲ့အချိန်မှာမွေးရစေးဝါးနဲ့ဒီလက်နက်ကိစ္စမျိုးတွေမှာပဲစီးပွားရေးအနေနဲ့လှုပ်ပြီးတော့ကိုကျိုးရှာနေတဲ့ကောင်တွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုအဖွဲ့တွေကစအခုဆိုရင်ဒါတိုက်ပွဲတွေမှာမြင်တွေ့နေရပြီဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါမွေးရေးစေးဝါးတို့လက်နက်တို့အဒါမျိုးပုံစံမျိုးတွေနဲ့ပဲကိုရိုးရှာနေတဲ့ကောင်ပျက်စီးနေတဲ့ကောင်တွေအဲ့လိုကောင်မျိုးတွေရဲ့ဒါလက်အောက်ကိုဒီဒေတာတွေကြာရောက်သွားမယ်ဆိုရင်တော်တော်ကြီးကိုအနေများလာပါလေဗောနော်အဲ့ကြတော့မလို့ဒါ စစ်တုံးမန်းတွေကိုပြန်လွှတ်ပေးအောင်မလားလို့ဒါကျွန်တော်ကလည်းမိကိုထုတ်ချင်တယ်ပေါ့နော်အဲ့တော့အဲ့လိုအကောင်ကြီးကြီးတွေဆိုရင်ပူတော်ကဆိုးသေးတယ်ဗျာအခုမျိုးမင်းထွေးလို့ကောင်မျိုးတွေပေါ့နော်ဒါအောက်ကကောင်တွေဒါလွှတ်ပေးတဲ့ခါကျရင်တခုခုတော့လှုပ်ပြီးမှလွှတ်ပေးစေချင်တာဗျာတကယ်ပြောတာဟိုအခုကပြန်ပြီးတော့ဒါအသက်ရှင်တန်ခွင့်ပေးလိုက်တဲ့တနာရဲစိတ်နဲ့ပေါ့နော်လူသားချင်းစာနာလို့နောက်တစ်ခုကတင်ပြီးတော့မကြွေးထားနိုင်လို့လူလူရဲ့ဒါထောက်ပံ့ပေးတဲ့ဟာတွေကသူတို့အတွက်မဟုတ်လို့ဆိုတဲ့ပုံစံမျိုးတွေနဲ့မလုံချင်တော့လို့ဒါမလုံချင်လို့ပေါ့ဗျာမတက်ချင်လို့ပေါ့ အဲ့လိုပုံစံမျိုးနဲ့ဒါညာတာပြီးတော့လှုပ်ပေးလိုက်တဲ့ဟာကအခုကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးလာတဲ့အရာတွေဖြစ်လာနေတယ်ပေါ့နော်အဲ့တော့ဒီလိုပြန်လှုပ်ပေးလာတာသူတို့ဘာတွေလှုပ်လာနေပြီလဲပြောလို့မရဘူးဒီကောင်ကြီးရဲ့စိတ်ထဲမှာပေါ့နော်ဟာငါတို့ဘာပဲလှုပ်လှုပ်ဘလို့ပဲပြည်သူကိုဘလို့ပဲတသက်ဘာပဲလှုပ်လှုပ်ဒေါ်လာရင်းတက်ဖွဲ့တွေကိုဘလို့ပဲတိုက်တိုက်နောက်ဆုံးတကယ်လို့ဖမ်းမိသွားရဲဆိုရင်တော့မှငါတို့ကိုပြန်လှုပ်ပေးမှာပဲဆိုတဲ့စိတ်ကရှင့်ရှင့်နေလောက်တယ်အဲ့ဒါမခန့်လေးစားလှုပ်တာပေါ့နော်အဲ့တော့ကျတော့အချို့ဒေါ်လာရင်းတက်ဖွဲ့တွေရဲ့နှီးစနစ်တွေကိုကျွန်တော်တို့ ဒါအတူယူကြစေခြင်းနဲ့ဒီလိုပြောရင်အားလုံးသိပါလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဟာမျိုးလေးတွေကိုဒါကျွန်တော်တို့ကတော့ဒါမျိုးပို့ပြီးတော့ဆန္ဒရှိတယ်ပေါ့ဗျာအဲတခုခုပေါ့နော်အချိန်တိုင်းအတိုင်းတာအကန့်အသတ်တခုကြာသည့်အထိထိမ့်သိမ်းထားတာမျိုးပေါ့နော်အဲအဲ့လိုပုံစံမျိုးပြီးမှနောက်တဲ့ season နဲ့ဟာတဆင့်သွားတာမျိုးအဲပြီးတော့ကျတော့လှုပ်ပေးမယ်ဆိုရင်လည်းဘယ်လိုပုံစံမျိုးဆိုတဲ့ဟာမျိုးရှိတယ်ဗျအဲ့လိုပုံစံမျိုးဖြစ်စေချင်တာအဓိကတော့ဒီအင်အားတွေကဒီအင်အားတွေအခုလိုမျိုးလက်နက်ချဖို့အတွက်ကဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကအသက်တွေသွေးတွေချွေးတွေရင်းပြီးတော့လုပ်ခဲ့ကြတယ် ြီးကြရင်တော့အဲ့လိုကောင်မျိုးတွေကိုပြန်လှုပ်ပေးလိုက်တဲ့ခါမှာစစ်ကောင်စီတွေအင်အားတရပြန်သွားဖြစ်တယ်ဆိုတဲ့ဟာကြီးအတိတ်ပဲမဲ့တယ်ဗျာအဲ့တော့တခခုတော့ဖြစ်စေချင်တယ်ဗောနော်အဲဆိုတော့ဒါအခုလို့တိတိကြီးနဲ့လှုပ်လာတဲ့ဒါစစ်ကောင်စီရဲ့လှုပ်ရက်တွေကိုကျွန်တော်သတိထားရမယ်အဲ့တော့ဒါသတိပေးရတော့မယ်ဒီလိုရက်ဆက်ရုံမှမှုတွေကိုဒါနိုင်ငံတကာစာမျက်နှာတွေမှာသတင်းစာမျက်နှာတွေမှာပါလာအောင်ကျွန်တော်တို့လုတ်ကြရမယ်ပေါ့နော်လုတ်လဲလုတ်တင်တယ်လို့လဲယူဆတယ်ပေါ့ဗျာဒီလိုစူးစမ်းရမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဒီဆက်တက်လေဒီတွေကပေါ့နော်ဒီ ကျောင်းဒီမြန်မာနိုင်ငံမှာဆိုရင်တော့ဒါစစ်ကောင်စီကပြည်သူကိုတတ်ဖို့အတွက်လုပ်နေတဲ့လူသက်လက်နက်တွေဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုလည်းဒါကျွန်တော်တို့ဒါပြောရမယ်လို့ယူဆတယ်ပေါ့နော်ပြောတာပြောရတာပေါ့နော်ဒါလုံးဝဒါကဘာကြီးကလည်းကန်လွန်းတယ်ပေါ့ဗျာဟိုပြောတာပြောရတယ်ဒါမှ9နှစ်လောက်ရှိနေပြီဗျာအဲ့လိုအနေထားနဲ့စစ်ကောင်စီရဲဆက်ဆက်ရုံးမှာမှလုပ်နေတာဒီတစ်ချိန်တည်းတယ်မဟုတ်ဘူးရှေ့မှာဖြစ်စဉ်တွေအများကြီးရှိတယ်ပတ်ဆက်လာတဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်ကိုရစ်ကြုံခဲ့ရတဲ့သူတွေပြန်ပြောပြထားတယ်ပေါ့နော်မျက်မြင်တက်တဲ့တွေအများကြီးရှိတယ်ဖြစ်စဉ်တွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းက ကဘာကြီးကကန်းတယ်ပေါ့နော်အဲအဲ့အဲ့မျိုးပဲကျွန်တော်တို့ပြောရတော့မှာပေါ့နော်အပြီးတော့ဒါလေချောင်းနဲ့ပတ်သက်လို့ဒါအန်ဒီပေးတဲ့ဟာတွေလည်းကျွန်တော်စီစဉ်ရမယ်အဲအချို့တိုက်ခိုက်မှုတွေကစစ်ကောင်စီကတော်တော်လေးရုံးမှာစီစဉ်လာတာတွေတွေ့ရအဆိုတာကဒါတတဦးလေတက်စကန်းကနေပြီးတော့တက်တယ်ပေါ့ဗျာအရှိဘက်ကိုတက်အရှိဘက်မှာရှိတဲ့နေရာကိုသူဘုံသွားကျဲဖို့တက်တာအရှိအရက်မှာရှိတဲ့နေရာတွေကိုဘုံသွားကျဲအဲ့လိုမျိုးတက်ပြီးဆိုတာနဲ့တော်လိုင်းတက်ဖွဲ့တွေကလည်းတော်လိုင်းပြည်သူတွေကလည်းတာဝန်သိတဲ့သူတွေကလည်းသိတယ် ဟာအရှိဘက်ကိုတက်ပြီးလို့ပြောလိုက်တာ ਨੇ ဘယ်ဘက်ဘယ်ဘက်ဆိုတဲ့ဟာမျိုးတွေသိတယ်အဲ့လိုသိတော့ကျတော့အချင်းချင်းနေသတိပေးကြအဲ့လိုသတိပေးခဲ့ခါကျတော့စစ်ကောင်စီကဘာလုပ်လဲဆိုတာအရှိဘက်ကိုတက်ပြီးမှအနောက်ဘက်ကိုသွားကျဲတာမျိုးတွေလုပ်အဆိုတာကအနောက်ဘက်ကိုကျဲဖို့အတွက်အရှိဘက်ကိုအရင်အတက်ပြတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာအဲ့တော့ကျတော့သူတို့ရဲ့ဒီလေရင်တက်တဲ့လမ်းကြောင်းတွေကအစခမန်းလို့မရအောင်မှန်းဆလို့မရအောင်ဆိုတဲ့ပုံစံမျိုးတွေနဲ့သူကအရှိသွားမယ်ဆိုရင်အနောက်ကိုထွက်ပြတဲ့ပုံစံမျိုးပြန်လမ်းကြောင်းတစ်လျှောက်မှာဘဲသွားလိုက်ညာသွားလိုက်ဘဲသွားလိုက်ညာသွားလိုက်ဆိုတဲ့ပုံစံမျိုးနဲ့နောက်ဆုံးပြစ်မှတ်ရောက်တဲ့ခါကျမှတိတိကျကျတာမျိုး ဒါမျိုးပုံစံမျိုးတွေလည်းလုပ်ပါတယ်အဲနောက်တစ်ခုကလုံးဝလူကြီးတိတ်တဲ့အချိန်လူတွေအားလုံးအိမ်မောကြနေတဲ့အချိန်ပင်မနှွမ်းနေပြီးတော့စိတ်ပိစီးပြီးတော့အိမ်မောကြနေတဲ့အချိန်မျိုးကြမှာလုံးဝသတိလက်လွတ်ဖြစ်နေတဲ့အချိန်ကြမှာလာပြီးတော့အလင့်ငိုက်ကျဲတာမျိုးတွေဒါမျိုးပုံစံမျိုးတွေတောက်လျှောက်လုပ်နေတာရှိပါတယ်အဲ့တော့ကျတော့အချင်းချင်းသတိပေးမှုအပိုင်းတွေမှာတက်တယ်လောက်ဒီထက်ပိုပြီးတော့ကူပေးကြပါအဓိကတော့ဒီလေရင်ကွင်းအနေနဲ့နီးတဲ့နေရာကဒါပြည်သူတွေအနေနဲ့ပေါ့နော်အဲဒီလိုမျိုးအပိုင်းလေးတွေမှာဝိုင်းပြီးတော့ကူညီပေးကြစေခြင်းနဲ့ ။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေရဲ့သတိပေးလိုက်တဲ့စာလေးတစ်ကြောင်းဆိုလိုတာလင်းခွင်းပေးတော့မှနေတယ်လင်းတက်သွားတဲ့အတန်ကြားလိုက်တယ်။ဒီအတန်ကိုတချို့ဆိုရင်ခွဲတောင်ခွဲတက်နေပြီ။တောက်လျှောက်တောက်လျှောက်တက်နေလုံးလုံးဒါဘာအတန်ဒါဘာအတန်အာ KW လားဒါ Fighter လားအာဒီဟိုရဝန်းတာတိလားဒီလိုမျိုးပုံစံမျိုးပေါ့နော်။အဲ့လောက်ထိတောင်ခွဲကြတတ်တဲ့ပြည်သူတွေရှိတယ်။အဲအဲ့လိုမျိုးဆိုရင်ဒါဟာဘာအမျိုးအစားခံမှန်းပေါ့နော်။အာဘဲရက်ကိုဘယ်နှနာအချိန်မှာတက်သွားတယ်အဲဆိုအချိန်အကွာဝေးတွက်ချက်ပြီးတော့အာဒီတရားခံမဲ့နေရာကအဖွဲတွေကသတိထားလို့ရတယ်ပေါ့ဗျာ အဲ့ကြအဲ့လိုမျိုးသတိပေးအားနေတဲ့ခါတွေကြတော့ဒါကြေးရွာတွေဘက်မှာရုတ်တရက်လင်းရောက်လာတဲ့ဆိုတဲ့ဖြစ်စဉ်တွေဖြစ်တယ်။ဟာဘလို့ဖြစ်တာလဲဒါလင်းသတင်းတော်မှမရလိုက်ဘူးကြဲချသွားပြီဆိုတဲ့ဖြစ်စဉ်တွေဖြစ်လာတယ်ပေါ့နော်။အဲ့အကြောင်းမလို့ဒါအဲ့လိုမျိုးပုံစံမျိုးလေးတွေမှာပါဝင်ပြီးကူညီပေးကြပါအဓိကအဲ့လိုမျိုးစာလေးအကြောင်းအဲ့လိုမျိုးစကားလေးတခုံးကတခြားနေရာမှာကြဲခံရနိုင်တဲ့အသက်တွေအများကြီးကိုကယ်လိုက်နိုင်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ပြည်သူတွေသိစေချင်တယ်ပေါ့နော်။နောက်တစ်ခုကလေချောင်းသတိပေးတဲ့စနစ်တွေလောက်ကြစေချင်တယ်။လုံးလဲလုံးကြတယ်လုံးတဲ့ခါမှကျွန်တော်ဒီ ဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့နေရာတွေရှိတယ်။အဲလိုမျိုးနေရာတွေအတွက်ကိုဒါတပ်ဖွဲ့တွေကလည်းတက်နိုင်သလောက်လှုပ်ကြရင်းနဲ့ဒါလေချောင်းစရိပ်ပေးတဲ့ဟာကိုဒီ icon အဲဒါလမ်းလျှောက်စကားပြောဆက်တွေနဲ့ပေါ့ဗျာ။အဲဥစ္စာလေးတွေနဲ့ဒါသတိအချင်းချင်းသတိပေးတာမျိုးတွေရှိတယ်။အာဒီဟာကိုအမြဲဖွင့်ထားတယ်အားလေးသွင်းဖို့အတွက်လှုပ်ကြရတယ်ပြီးရင်ဖွင့်ထားတယ်ပြီးတာနဲ့သတင်းရပြီဆိုတာနဲ့လှမ်းပြီးတော့ဒါသတင်းပို့ပေးတာတွေရှိတယ်။အာတွေးလိုက်တာနဲ့ဒါခုနကဒါတာဝန်သိပြည်သူကသတင်းပို့လိုက်တာနဲ့အဲဥစ္စာနဲ့ပတ်သက်ပြီးတော့ချက်ချင်းဒါကြီးရွာမှာရှိတဲ့ဟာတွေကိုလှမ်းပြီးတော့သတိပေးတာမျိုးတွေလုံနိုင်ခဲ့တာတွေရှိတယ်လုံနိုင်ဖို့လည်းအရေးကြီးတယ် အဲ့ကြတပ်ဖွဲ့တွေအဲ့လိုမျိုးကိစ္စမျိုးတွေနဲ့အကူအညီတောင်းလာတဲ့ခါကျရင်လည်းကူညီပေးကြပါလို့ဒီညနေပြောချင်တယ်ဗောနော်အဓိကတော့ဒါတွေကတကယ်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်ဒါတွေကဒီချိန်မှာကနေကကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေဖြစ်ပါတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါမျိုးလေးတွေကိုတက်နေတော့ဝိုင်းပြီးတော့တာဝန်သိစိတ်နဲ့ကူညီပေးကြစေချင်ပါတယ်ဗောနော်နောက်တစ်ခုကတော့ဒါအကာအကွယ်တွေဘုံခိုခြင်းတွေဒါတွေကတော့ဒါပြောကြမလို့လောက်တော့ပါဘူးအားလုံးလည်းလုံနေကြပြီးသားလှုပ်လည်းလုံနေကြတယ်ဗောနော်နောက်တစ်ခုကဒါမလိုအပ်ဖဲနဲ့လူစုလူဝေးလှုပ်တာမျိုးတွေလည်းကျွန်တော်တို့ရှောင်ရှားစေချင်တယ် လိုအပ်တယ်ဆိုရင်တော့မှပဲလူစုလူဝေးမလုပ်ဘဲနဲ့ငချားနီလန်းမျိုးနဲ့အတိပေးတာမျိုးလူလူကိုသတင်းစကားပားရမယ်အဲ့လိုမျိုးသတင်းစကားပားဖို့အတွက်ကအစားလူစုနေမဲ့ဆာအရင်တုန်းကလို့ဗျာတကြီးကမှမမောင်းရင်ထုလိုက်ပြီးတော့လူစုမယ်ဆိုတဲ့ပုံစံမျိုးဒီခေတ်ဒီခါဒီအချိန်တွေမှာပေါ့နော်ဒီလောက်လေချောင်းတွေကျဲနေတဲ့နေသားမျိုးမှာမလုပ်တာတော့ပိုကောင်းပါတယ်အဓိကတော့စစ်ကောင်စီကအပေါ်ကနေကြိလိုက်လို့လူစုလူဝေးဆိုတာနဲ့ပြည်သက်လားပြည်သူလားမခွဲခြားပဲကျဲနေတာအဲ့ဒါကြောင့်မလို့ဒါလိုအပ်တယ်မလိုအပ်တယ်ဆိုတာထက်ပေါ့နော်လူစုလူဝေးမလုပ်ကြဖို့ကို အတက်နိုင်ဆုံးပေါ့ဗျာဒါလေးလည်းအကြံပေးခြင်းနဲ့တင်ပြခြင်းနဲ့ပေါ့နော်အဓိကတော့ဗျာသွားတိုက်မယ်ဆိုတဲ့ခါကျမှပဲစုပလိုက်ဗျာအဲအဲ့အမျိုးဆိုရင်တော့ဟုတ်တယ်ဒါဒါပြောပြတာပေါ့နော်နောက်တစ်ခုကဒါဆက်တက်လေဒီကိုဒါတုံ့ပြန်နိုင်မဲ့ဒါနီလန်မျိုးတွေလည်းကျွန်တော်ရှာသင့်တယ်လက်နက်မျိုးတွေလည်းရှာသင့်တယ်ရှာသင့်တယ်ဆိုတာကဒါရှာလို့ပြောလိုက်တဲ့ခါမှာမစာမနာဖြစ်အောင်မယ်ဘာဖြစ်လို့လဲဆိုတော့ညာကဖွဲ့တွေကခက်ခဲပါတယ်ပြင်မဲ့ပါတယ်ဘာမှမပြည့်စုံပါဘူးအဲ့လိုမျိုးရှာလို့ပြောရဲ့နောက်မှာကျွန်တော်တို့ကဝိုင်းကူကြမယ်ဆိုတဲ့ဟာလဲပါစီခြင်းတယ်ပေါ့နော်အဓိက Wi-Fi လိုလက်လက်မျိုးလွယ်လွယ်ကူကူရဖို့လည်းမလွယ်ဘူးလွယ်လွယ်ကူကူဝယ်နိုင်မှုအတွက်လည်းတန်ဖိုးကအရန်ကြီးနေတာဖြစ်တဲ့အတွက်ဒီလိုမျိုးအပိုင်းနေမှာပေါ့နော်အာသိန်းတထောင် campaign လို့လို့မပြည့်တဲ့အဖွဲ့တွေအများကြီးရှိတယ်အဲ့တော့သိန်းလေးငါးထောင်ပေးရမယ့်လက်လက်မျိုးတွေရဖို့အတွက်ဆိုရင်တော်လန်ပြည်သူတွေရဲ့ဒါအင်အားတွေအများကြီးလိုအပ်ပါတယ်ပံ့ပိုးမှုတွေကူညီမှုတွေအများကြီးလိုအပ်ပါတယ်ဆိုတာလည်းပြောချင်တယ်ပေါ့နော်အဲတေချာပေါ့တော့ဒါကျွန်တော်တံပြန်လို့ရမယ့်နီလက်မျိုးတွေရှားရတော့မှာဖြစ်တယ်နောက်တစ်ခုကတော့ဒါစစ်ကောင်စီကဒီကြောင်ဝဲကိုရသွားပြီးတဲ့အချိန်မှာ ဘာတွေဆက်လုပ်လာမလဲအခုဆိုရင်ဒါတီဘောဘက်ကိုဒါဥတီပြီးတော့ထိုးစစ်တွေဆင်နွှဲဖို့လုပ်နေတာတွေရှိလာပြီတီဘောရဖို့အတွက်ဘာလို့အဲ့လောက်ရေးကြီးနေတာလဲဘာကြောင့်လိုချင်တာလဲတီဘောရသွားပြီးရင်ရောနောက်ထပ်ဘာတွေဆက်လုပ်လာနိုင်မလဲဆိုတဲ့အကြောင်းလဲဒါကျွန်တော်ပြောရမယ်ပေါ့နော်အဓိကတော့ဒါလာရှိုးကို MNDA လက်ကနေပြီးတော့စစ်ကောင်စီကသတောင်းစားတောင်းပြန်တောင်းပြီးတော့ရသွားတာရှိတယ်အဲ့လိုပြီးတာနဲ့ပေါ့နော်ဒါကုမင်းမှာ TNL နဲ့တွေ့ပြီးတော့သူတို့တွေအဲဆွေးနွေးပွဲတွေလုပ်ကြတယ်လုပ်တဲ့အချိန်မှာ TNLC ကနေပြီးတော့သူကမြို့တွေပြန်တောင်းတယ် လာရှိုးလိုပဲဒါကြောင်မဲတီဝော့နောင်ချိုမိုးကုတ်မိုးမိတ်ဒီမျိုးတွေကိုပြန်တောင်းနေဆိုပြီးတော့ဒါသိရတယ်သဘောတူညီမှုမရတဲ့အတွက်ဒီဆွေးနွေးပွဲပြက်ပြီးတော့နောက်ထပ်ရွှေ့ဆိုင်တဲ့ဟာမျိုးတွေကိုလည်းသတင်းတွေအရဒါသိရလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုသဘောတူညီမှုမရပေမဲ့ဒီတောင်ခမ်းမှာတရုတ်ရဲ့ဖိအားလိုယူဆရတဲ့အခြေအနေဖြစ်လာတဲ့ခါမှာစစ်ကောင်စီကဒီခုခံတဲ့စစ်ကနေပြီးတော့ခံစစ်ကနေသူကတံပြန်ထိုးစစ်ကိုပြန်ပြီးတော့ပြောင်းလဲလိုက်နိုင်တယ်ဒါတရုတ်ရဲ့ဖိအားပါတယ်ပေါ့နော်အဲ့တော့ဒီနောင်ချိုကိုဒါပြီးခဲ့တဲ့ဇူလိုင်15မှာသူတို့ပြန်ပြီးတော့သိမ့်ပိုက်ထိချုပ်သွားနိုင်တယ် ဒါကတော့မြင်လေရတွေ့လေရတဲ့အတိုင်းပဲအဲ့တော့လာရှိုးလိုလက်ပြောင်းလက်လွဲရယူခဲ့တာမဟုတ်ဘဲနဲ့တံပြန်ထိုးစစ်ကြောင်းရတယ်ဆိုပြီးတော့သူတို့ကသတ်မှတ်ပြီးတော့နောင်ချိုးကိုရကန်ဒီအချိန်မှာကတည်းကစစ်တပ်ကဝါရဖြတ်တဲ့အလုပ်တွေအဲဒီခုနဓာတ်ပုံမှတ်တမ်းတွေဗီဒီယိုမှတ်တမ်းတွေနဲ့လုတ်ခဲ့တဲ့ဟာတွေကိုလည်းအလုံးမြင်ကြတွေ့ကြလိမ့်မယ်ပေါ့နော်သူတို့ကလာရှိုးရခဲ့တော့အဲ့လိုမျိုးဟာမရှိဘူး အဲဒါဟာသူတို့ကတောင်းပြီးတော့ရတာ哦ဒါပေမဲ့နောင်ချိုကိုကြတော့တိုက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးသူတို့ကဝါရဖြန့်ကျင်တော့ခုနလိုဇက်ပုံမှတ်တမ်းတွေလုပ်တယ်ပေါ့နော်အဲ့တော့ဆာကဆာဟာနောင်ချိုကိုရပြီးတာနဲ့ကြောင်မင်းနဲ့မိုးကိုဘက်ကိုဆင်းမြန်တာမူလာခဲ့တယ်အဲ့တော့ပြီးခဲ့လေဒါဩဂတ်လ29ရက်နေ့မှာဒါ TNL နဲ့စစ်ကောင်စီကတရုတ်နိုင်ငံကုမင်းမြို့မှာထပ်ပြီးတော့ဆွေးနွေးခဲ့တာတွေရှိတယ်။အဲ့ဆွေးနွေးတဲ့အချိန်မှာ TNL ကဒါကြောင်မဲနဲ့တီဘောကိုဒါဆွန့်လွတ်ပေးမယ်ဆိုတာတောင်မှပဲစစ်ကောင်စီကဒါမန်တုံနဲ့နမ်ဆန်ကိုပါထပ်ပြီးတော့ပေးဖို့တောင်းဆိုတဲ့အတွက် ဆွေးနွေးပဲထပ်ပြီးပြက်ခဲ့ရတယ်ဆိုပြီးတော့လည်းဒါသတင်းတွေရသိရတယ်ပေါ့နော်အဲဒါကြောင့်မို့ပဲဒါစစ်ကောင်စီကဒါနောင်ချူကနေတဆင့်ပေါ့နော်လမ်းကြောင်းအကွာဝေးနဲ့မြေနေထားရသူတို့အတွက်အေးတာနိုင်မဲ့ကြောင်မဲကိုအရင်ဆုံးဦးစားပေးထိုးစစ်ဆင်ခဲ့တယ်လို့ဒါယူဆရတယ်အဲ့တော့မိုးကုတ်ဘက်ကိုလည်းဥတည်တယ်ဆိုပေမဲ့ဒါကြောင်မဲကိုသူတို့ပို့ပြီးတော့အင်အားတွေတုံးခဲ့တာဘလောက်တောင်မှတုံးခဲ့တယ်လဲအားလုံးလည်းသိတယ်ပေါ့နော်ကြောင်မဲကိုမတိုက်ခင်မှာကနေကဘုံကျဲတာတွေတောက်လျှောက်လုပ်တဲ့လေကြောင်းလက်နက်ကြီးအမြောက် drone ဒါဒါတောက်လျှောက်ပေါ့နော်အာဒါအတွဲလိုက်တွေကဆအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒါစစ်ရေးကုံတိတ်ခါရပေါ့နော်ကြောင်ဝဲမှာဒါစစ်ကောင်စီရဲ့စစ်စင်ကိုကဲမှုဌာနချုပ်တစ်ခုဖြစ်တဲ့စကားကတက်ပေါ့နော်အဲဌာနချုပ်လည်းရှိတာဖြစ်လို့သူကဒီကြောင်ဝဲကိုပြန်ရရင်တိတ်ခါဆင်နိုင်မဲ့အပြင်ပေါ့နော်တီဘောကိုပါဆက်ပြီးတိုက်ဖို့အတွက်အခြေအနေတွေသူတို့ဖန်တီးနိုင်လိမ့်မယ်ဒါကြောင့်မလို့ကြောင်ဝဲကိုဥတီခဲ့တယ်အဲ့တော့တီဘောရသွားပြီဆိုရင်စစ်ကောင်စီကလာရှိုးတီဘောကြောင်ဝဲနောင်ချိုလမ်းကြောင်းကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အခြေအနေဖန်တီးသွားနိုင်ပါတယ် ။ဒါကြောင့်မလို့ပဲလေကြောင်းအမြောက် drone လက်နက်ကြီးအကုန်လုံးသုံးပြီးတော့ကြောင်မဲကိုထိုးစစ်ဆင်ခဲ့တာဖြစ်တယ်ပေါ့နော်။ဒီလိုနဲ့ကြောင်မဲကိုစစ်တပ်ကပြန်ရသွားတယ်။ကြောင်မဲရတာကလည်းတရုတ်ကအဓိကပဲ။ဘာဖြစ်လို့လဲဆိုတော့နောင်ချိုကိုတိုက်ဖို့အတွက်သူတို့ဘလောက်ထိကြာခဲ့သလဲ။နောင်ချိုကိုရသွားပြီးတဲ့အချိန်မှာကြောင်မဲကိုဘလောက်ပဲကြာလိုက်သလဲ။ဒါတွေကလည်းအားလုံးသိပြီးသားဟာတွေပေါ့နော်အဲ့တော့ TNL ကဆွန့်လွတ်မယ်လို့ပြောထားတဲ့ကြောင်မဲကိုပြန်ရသွားတာဟာဒါစစ်ကောင်စီရဲ့အစွမ်းစားကြောင့်မဟုတ်ဘဲနဲ့တရုတ်ရဲ့ ဇန်ညွန့်ကြောင့်လို့ပဲဒါပြောရမယ်ပေါ့နော်အဲ့တော့မဆုတ်တန်းခံစစ်ပုံစံမျိုးနဲ့တကယ်ကိုခုခံတိုက်ခိုက်ခဲ့မယ်ဆိုရင်စစ်ကောင်စီဒီလောက်ဒီအချိန်နေဒီအချိန်ကာလနဲ့လုံးဝမရနိုင်ဘူးဒါကိုတရုတ်ရဲ့လက်လန်းမမီနိုင်တဲ့နေရာကအာခတ်တော်အေနဲ့ဒါစစ်ကောင်စီတို့ရဲ့တိုက်ပွဲတွေကိုကြည့်မယ်ဆိုရင်သိသာစေတယ်ဆုံးရှုံးတဲ့နေရာတွေပြန်ရဖို့အတွက်စစ်ကောင်စီကအသေးအံစ조사ခဲ့ပေမဲ့သူ့ရဲ့အဓိကနေရာတွေထပ်ပြီးဆုံးရှုံးရတဲ့အပြင်လုံးဝအလူးလဲကိုခံနေရတဲ့ ဒါအာရခတတ်တော် A နဲ့ဆင့်မျက်နှာတွေကိုကြည့်လိုက်ပါဒီနေရာမှာပို့ပြီးတော့ရှင်းလင်းစွာသိနိုင်လိမ့်မယ်ပေါ့နော်အအခုကြောင်မဲကိုရသွားပြီဖြစ်တဲ့ဒါစစ်ကောင်စီကတီဘောကိုထိုးစစ်ဆင်လိမ့်မယ်တီဘောကိုဘာလို့ရကျင်တာလဲဆိုရင်ဒါတီဘောမျိုးဟာလာရှိုးတီဘောကြောင်မဲနောင်ချိုအဲ့ဒီလမ်းပိုင်းမှာအဓိကအချက်ချာကြတဲ့မြို့လည်းဖြစ်တယ်ဒါအပြင်တီဘောနတ်လန်လမ်းကလည်းဒါအရှိလေပိုင်းတိုင်းပေါ့နော်တိုင်းစစ်ဌာနချုပ်နဲ့သူတို့ဆက်သွယ်လို့ရတဲ့ချိတ်ဆက်လို့ရတဲ့အဓိက လမ်းပိုင်းတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒါရလခနဲ့ဆက်သွယ်လို့ရတဲ့နေရာဖြစ်တယ်ဒါပြင်ဒီဘောမှာခလရ23ရှိတယ်ခမရ903ခမရ904နဲ့တာတရ8014ဆိုတဲ့တရင်ဌာနချုပ်တွေလည်းရှိတယ်ဒါကြောင့်ဒီဘောပြန်ရသွားရင်သူကအရေးပါတဲ့နေမည်ထိန်းချုပ်မှုတွေကိုပြန်ပြီးတော့လုံနိုင်မဲ့အပြင်နောက်ထပ်အခြေအနေဖန်တီးနိုင်စွမ်းတွေလည်းသူတို့ရသွားမယ်ပြီးရင်ဂုံတိတ်ခါစေနိုင်တဲ့အပိုင်းတွေလည်းဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူက ဒီနေရာကိုလိုချင်တာဖြစ်တယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပေါ့နော်အဲ့တော့ဒါ TNL အနေနဲ့လည်းဒီဘောမျိုးကိုပြန်ပြီးတော့ဒါစစ်ကောင်စီတိုက်တဲ့ခါကျရင်ဒါအသေးအတန်ပြန်ပြီးခုခံနိုင်တာမျိုးပေါ့နော်ပြီးရင်အချိန်ယူပြီးခုခံမဲ့အနေထားမျိုးတော့ဒါမရှိနိုင်ဘူးလို့ယူဆရတယ်ဒါပေမဲ့စစ်ကောင်စီကတော့တည်တဲ့အတိုင်းပဲတက်ဆွန်ဆံပြတိုက်ပြီးမှရတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့တိုက်ပြလိမ့်မယ်ဝါရတွေဖြန့်ပြလိမ့်မယ်ဗီဒီယိုမှတ်တမ်းနေဓာတ်ပုံမှတ်တမ်းနေစိတ်သက်စစ်စင်ရထပ်ပြီးတော့လုံးဝမှဖြစ်တယ်ပေါ့နော်အဲ့တော့ဒါနဲ့တက်ဆက်သေးပေါ့နော်တီဘောကိုရပြီးသွားရင်စစ်ကောင်စီဘာလို့နိုင်မလဲလို့ စဉ်းစားတဲ့ခါကျရင်ကျွန်တော်တို့အကြောင်းရင်းနှစ်ချက်စဉ်းစားမိတယ်ပေါ့နော်ပထမတစ်ချက်အနေနဲ့ကတော့ MNDAC ကနေပြီးတော့စစ်ကောင်စီဟာတရုတ်အားကိုးနေပေါ့နော်အချို့မျိုးတွေကိုဒါလာရှိုးပေါ့ဗျာဥမာအနေနဲ့ပြောရင်အဲ့မျိုးကိုပြန်တောင်းခဲ့တာမျိုးတွေတွေ့ရတယ်အဲ့တော့ကျတော့ဒါလက်တလုံးမှာလဲဒါတိန်းနီကိုဒါစစ်ကောင်စီကဒါပြန်ပြီးတော့ရယူသွားတော့မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတာဖြစ်တယ်အဲဒီလိုဟာမျိုးကိုရောဒါအတိတ်ကြဖြစ်အောင်စစ်ကောင်စီကတောင်းယူမလားဆိုတဲ့အချက်မျိုးတွေလည်းတွေ့ရတယ်ပေါ့နော်နောက်ထပ်ဒုတိယချက်ကတော့ ဒါ TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုအင်အားအလုံးရင်းနဲ့အသုံးပြုခဲ့တာတွေ့ရတယ်။အဲကြတော့တီဘောပြီးရင်မိုးကုတ်လိုလည်းယူဆရတယ်။မိုးကုတ်မှာကကြတော့ဒါကြောက်လုံကွက်အစ်စ်တွေချပေးတာမျိုးတွေရှိတယ်။အဲပြီးတော့ကြတော့ဒါရမုံငွေရှာဖွေတဲ့လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အပိုင်းတွေကိုလှုပ်လာတာတွေ့ရတဲ့အတွက်ဒါ TNL ကလုပ်နေတာတွေ့ရတဲ့အတွက်ပေါ့နော်။စစ်ကောင်စီကဒီအကြီးပိုင်းနေပေါ့နော်အဲ TNL ဒီလိုလုပ်နေတဲ့ဟာတွေကသူရဲ့ကိုကြိုးစည်းဝါးတွေများစွာထိခိုက်နိုင်နေဆိုတော့အတွက်ပေါ့နော်ဒါ TNL ပေါ်မှာအညှို့ထားတာမျိုးရှိနေမယ်ပေါ့နော်အဲ့တော့အချုပ်ပြောရမယ်ဆိုရင် ်တီဘောကိုသူတို့အရင်ထိ ंछ ုပ်ဖို့ကြိုးစားလိုက်မယ်ပြီးတာနဲ့နေဆက်ကုံသွေးလမ်းကြောင်းဖြစ်တဲ့လာရှိုတီဘောကြောင်းမဲနောင်ချိုလမ်းပိုင်းကိုသူတို့ထိ ंछ ုပ်မယ်ပြီးတာနဲ့ဒါတရုတ်ကိုအောက်ကျုပ်ပြီးတော့ဗောနော်ဒါကုံသွေးရဲ့အတွက်အရေးပါတဲ့လမ်းပိုင်းကိုထိ ंछ ုပ်ပြီးတော့ဒီဒီလမ်းပိုင်းမှာရှိတဲ့မြို့တွေပေါ့ဗျာအဓိကတော့ဒါသိန်းနီတို့ဒါမူဆယ်တို့105မိုင်တို့အဲ့အဲ့ဒီဒါလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့တွေကိုဒါ MNDAC ကနေပြီးတော့ပြန်တောင်းခိုင်းလိုက်မယ်လို့ယူဆမိပါတယ်ဆိုတဲ့အကြောင်းဒါသုံးသပ်ပြီးတော့တင်ပြလိုက်ရပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်